်သင်တယောက်တည်းမဟုတ်ပါဘူးကျမတို့လိုအရေးပြဆရာဝန်နေနဲ့အတူကျမရေဝန်တန်းဒီကကျမလှပတော့အရေးပြတစုံကိုအတူတူဖန်တီးပေးဖို့အဆင်သင့်ရှိနေပါတယ်ရှင်အားလုံးပဲမင်္ဂလာပါဒေါက်တာဆုံးပါအရေးပြအလှအပနှင့်အမျိုးသမီးကျန်းမာရေးဆိုင်ရာဗဟုသုတတွေကိုမျှဝေပေးနေရမှာဖြစ်ပါတယ်ဒီနေ့အောက်တိုဘာ29ရက်နေ့ကကမ္ဘာ psoriasis day နေ့ဖြစ်ပါတယ်။ psoriasis ဆိုတာကတော့မြန်မာလိုဆိုရင်ကျုပ်ပွေးနာသို့မဟုတ်ထက်တရားနာလို့ခေါ်တဲ့နာတာရှင်အရေပြားရောင်ရမ်းမှုယောဂါတစ်ခုဖြစ်ပါတယ်။ဒီတော့ جماعه ကဒီနေ့မှာဒီ war psoriasis day ပေါ့နော်။ကမ္ဘာအဲကျုပ်ပွေးနာများနေ့ရဲ့အထိတ်မှတ်အနေနဲ့2025ရဲ့အဲ theme လေးကိုလည်းအရင်ဆုံးပြောပြကြပါမယ်။ အဲ2025ရဲ့ psoriasis theme လေးကတော့ psoriasis disease and comorbidity understanding the domino effect လို့နာမည်ပေးထားကြပါတယ်။အဓိပ္ပာယ်ကတော့ psoriasis ဆိုတဲ့ကျပွေးနာတွေဟာအရေပြားပုံမှာဖြစ်နေတာတခုတည်းမဟုတ်ပါဘူး။ဒီ psoriasis ခံစားရတဲ့ patient တွေဟာယောဂပြင်းထန်လာတာနဲ့အမျှခန္ဓာကိုယ်ထဲမှာရှိတဲ့နှလုံးတွေ ကြွက်သားတွေအယိုးတွေရောင်ရမ်းမှုကိုပါခံစားရနိုင်ပါတယ်။ဒါကြောင့် psoriasis ဖြစ်နေတယ်ဆိုရင်သူ့ရဲ့ comorbidities လို့ခေါ်တဲ့နောက်ဆက်တွဲလာနိုင်တဲ့ရောဂါတွေအကြောင်းကိုလည်းထိထိမိမိသိရှိနားလည်ပြီးတော့ပေါင်းပြီးတော့နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ဆိုးကျိုးတွေကိုလည်းလင်းလင်းမြန်မြန်ကုသဖို့အတိအဦးဖို့လိုပါတယ်လို့ဒီ2025သိမ်းလေးရရှိရွေးထားပါတယ်ရှင်။ ဒီတော့ကျမကလည်းအရေးပြားဆရာဝန်တယောက်အနေနဲ့ဒီ War Crisis Daily မှာအာဒီဂျုပ်ပွေးနာတွေထက်တရားနာတွေနဲ့ပတ်သက်တဲ့ဗဟုသုတတွေကိုမျှဝေပေးကြပါတယ်။ကျမတို့ကဘာလူဦးရေ125တန်းသောလူတွေဟာ psoriasis ရောဂါကိုခံစားနေရပါတယ်။ဒီ psoriasis လို့ခေါ်တဲ့ကျုပ်ပွေးနာတွေကဘာကြောင့်ဖြစ်ပေါ်လာတာလဲဆိုရင်ကျမတို့ရဲ့ လူခန္ဓာကိုယ်မှာသုံးရချားတစ်ချိန်အရေပြားပြောင်းလဲမှုဖြစ်စဉ်ဟာပုံမှန်ဖြစ်စဉ်အနေနဲ့ဖြစ်လေရှိပါတယ်။ဒါပေမဲ့ psoriasis လို့ခေါ်တဲ့နာတာရှည်ရောင်ရမ်းမှုအရေပြားရောဂါကိုခံစားရတဲ့သူတွေမှာတော့တစ်နှစ်တာ24နာရီအတွင်းမှာအရေပြားပြောင်းလဲမှုလို့ခေါ်တဲ့ cell turnover ဖြစ်စဉ်ဟာအချိန်ပေါင်းများစွာဖြစ်နေတာကိုခံစားနေရတာပဲဖြစ်ပါတယ်။ဒါကြောင့်နီမြန်းမှု၊နာကျင်မှု၊ရောင်ရမ်းမှု၊ရှားရံမှုတွေကိုခံစားရပါတယ်။ဒီတော့ psoriasis ခံစားရတဲ့လူနာတွေဟာရုပ်ပိုင်းဆိုင်ရာအရာ အဲဒီရိုင်းရံမှုတွေအသားအရေအဖက်ကွာမှုတွေခံစားရတာမဟုတ်ပါဘူးစိတ်ပိုင်းဆိုင်ရာကျမတို့ရဲ့လူမှုရေးပိုင်းဆိုင်ရာငွေကြေးပိုင်းဆိုင်ရာမှာပါခက်ခဲမှုတွေကိုရင်ဆိုင်ရလိမ့်ရှိပါတယ် psoriasis ခံစားရတဲ့လူဦးရေရဲ့85ရာခိုင်နှုန်းကမိမိကိုယ်ကိုအဲဆွဲဆောင်မှုမရှိဘူးအဲပြီးရင်တိမ်ငဲတယ်ဒီအနာရီကိုလူမြင်သွားမှဆုံးရင်ကြောက်ရွံ့အောင်ငယ်မှုတွေကိုအမြဲတမ်းခံစားရလိမ့်ရှိပါတယ်ဒီထဲမှာမှ90ရာခိုင်နှုန်းကျော်သောလူတွေကကြတော့ အာစိတ်ထိခိုက်ဝမ်းနည်းမှုတွေ depression ရောက်မှုတွေ ਨੇ ရင်ဆိုင်ရပြီးတော့ဒါ less than 10%အောက်ကတော့တခါတလေကြာရင်အလုတ်ခွင်ကိုတောင်မှမတော်နိုင်တာအလုံးမလုံးနိုင်တာအိမ်မှာပဲဒါတယောက်တည်းပေါ့နော်အာ socialize နေနေရတဲ့အထိတောင်ခံစားနေရတာမျိုးတွေရှိပါတယ်အဲ surprises လို့ခေါ်တဲ့နာတာရှည်အရေးပြရောင်ရဲမှုပြဿနာက quality of life လို့ခေါ်တဲ့ဘဝအရေးအသွေးကိုအရန်ထိခိုက်စေနိုင်တဲ့အရေးပြပြဿနာတစ်ခုဖြစ်ပါတယ်။ဒါကြောင့် ဒီနေ့ Wall Rises Daily အထိတ်အမှတ်အနေနဲ့အဲမိမိရဲ့ပါဝင်ခြင်းမှာတော့လကောင်းမိမိကိုယ်တိုင်တော့လကောင်း Surprises ကိုခံစားနေရတဲ့ဆိုရင်ကျမတို့က2025ရေဒါ Wall Theme လေးအတိုင်းပေါ့နော်ဆော့ဆော့စီစီသိရှိပြီးတော့တကယ်ကို Expert opinion လို့ခေါ်တဲ့ကြွန့်ကျင်တဲ့အရေးပြဆရာဝန်တွေနဲ့ပြသတိုင်ပင်ပြီးတော့ကုသမှုယူဖို့လေဒီနေရာကနေတိုက်တွန်းလိုပါတယ်ဒီတော့ဒီနေ့မှာ ကျွန်မ psoriasis အကြောင်းလေးကိုအနည်းငယ်ပြောပြတဲ့အချိန်မှာတော့ management tips လို့ခေါ်တဲ့ psoriasis ခံစားနေရတဲ့အခါမှာ target gesture ကိုယ်တိုင်းနေအနေနဲ့အဲဒီ psoriasis နာတာရှည်ယောဂါကိုပုံမူတက်တာလောက်အောင်အဲရှင်တွဲပြီးတော့အကောင်းဆုံးနေထိုင်တဲ့အောင်ဘယ်လိုနေမလဲဆိုတဲ့ tips လေးတွေကိုတစ်ချက်ပြောပြပါမယ်။ပထမဆုံးတစ်ချက်အနေနဲ့ကတော့ကိုယ့်ရဲ့ခန္ဓာကိုယ်ရေတပ်ပြေဝနေဖို့အရေးကြီးပါတယ်။ ဆိုရိုက်စ်ဆိုတာအရေးပြပြောင်းလဲမှုဖြစ်စဉ်တအားမြန်နေတာကိုခံစားနေရတာဖြစ်တဲ့အတွက်ခန္ဓာကိုယ်တွင်းမှာရောင်ရမ်းမှုတွေခံစားရတတ်တယ်။အလွယ်ကူဆုံးပြောရရင်ဒါ band case လို့ခေါ်တဲ့မီးလောင်ကျွမ်းတဲ့အရေးပြားတွေနဲ့ဆင်တူတတ်တယ်ပေါ့။ဒါကြောင့်အခန္ဓာကိုယ်တွေကိုရေတက်ပြေဝနေဖို့အရေးကြီးတဲ့အတွက်ရေမြများတောက်တဲ့ moisturize ဆိုတဲ့ဒီခန္ဓာကိုယ်အရေးပြားကိုစူအောင်လုပ်တဲ့ moisturizing lotion ပါတဲ့အဆိုတက် cream တွေများများလင်းတဲ့ အဲတတိယအချက်အနေနဲ့ကတော့ stress management လို့ခေါ်တဲ့စိတ်ဖိစီးမှုလျှော့ခြင်းဆိုင်ရာအလေးအကျင့်တွေကိုလေ့ကျင့်သင့်ပါတယ်။တရားထိုင်တာ၊စိတ်ငြိမ်အောင်၊တခြင်းနားထောင်တာ၊ပုံဆွဲတာ၊စာအုပ်ဖတ်တာ၊အဲယောဂကျင့်တာဒါမျိုးအလေးအကျင့်တွေကိုစပြီးတော့မွေးမြူထားသင့်ပါတယ်။နံပါတ်၄အနေနဲ့ကတော့ဒါ medication လို့ခေါ်တဲ့ကိုယ့်ရဲ့တောက်ဆီး၊လိန်ဆီး၊လေဆာကုသမှု၊နောက်ထိုးဆီးကုသမှုဒါကျမတို့ရဲ့ psoriasis မှာရနိုင်တဲ့ကုသမှုတွေပေါ့။ဒီလိုမျိုး ကိုဘလို့ကုသမှုမျိုးကိုယူနေလဲတိတိချာချာ regularly ပေါ့နော်ပုံမှန်ယူဖို့အရေးကြီးပါတယ်။တောက်ဆေးလိန်ဆေးတွေကိုပုံမှန်လိုက်မတောက်တာ control pattern တွေပြက်ယွနေတာကလည်းဒါ psoriasis ကိုပိုဆိုးစေနိုင်တဲ့လက္ခဏာတွေထဲမှာပါတယ်ဆိုတာမမေ့သင့်ပါဘူး။အဲနောက်တစ်ချက်အနေနဲ့ကတော့ healthy balance diet လို့ခေါ်တဲ့အစားအစာတဲ့အခါမှာ အာထမင်းအသားငါအတီအရွယ်အကုန်ပြည့်ဝအောင်စတင်ပါတယ်ကိုယ့်ရဲ့ဘဝနေထိုင်မှုပုံစံကို healthy living style လို့ခေါ်တဲ့ကျန်းမာသောဘဝနေထိုင်မှုဖြစ်အောင်ပြောင်းလဲတင်ပါတယ်ဒီတော့နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ဒါကိုယ့်ရဲ့ပြသနေတဲ့ကျန်းမာရေးဇာဝင်နေနဲ့အာနှစ်ပတ်တော့၎င်းတစ်လတော့၎င်း follow up မှန်မှန်နဲ့ တောင်စီလင်းစီတွေကိုလိုက်လုတဲ့အပြင်ကိုယ့်ရဲ့အခြေအနေတိုးတက်မှုရှိမရှိကိုအမြဲတမ်းဆွေးနွေးတိုင်ပင်နေသင့်ပါတယ်ဒီ management tips လေးတွေကိုလိုက်လုခြင်းအပြင်လည်းကိုက psoriasis ခံစားနေရတဲ့ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ psoriasis ခံစားနေရတဲ့သူတွေရှိတယ်ဆိုရင်အဲဒီအချက်လေးတွေကအကျိုးရှိမယ်လို့မျှော်လင့်ပါတယ်ရှင်။ဒီတော့ဒီနေ့အောက်တိုဘာ29 2025 War Psoriasis Day နေ့ဒီမှာကျွန်မကလည်းအရေးပြဆရာဝန်တယောက်အနေနဲ့ Psoriasis က Psoriasis ဘာကြောင့်ဖြစ်ပေါ်လာတယ် Psoriasis နဲ့ပတ်သက်တဲ့ဒါကုသမှု နီလန်းနေကျမတို့ထိမ့်သိမ့်တဲ့နီလန်းလေးလေးကိုမျှဝေပေးခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်မိမိကိုယ်တိုင်တော်လကောင်မိမိရဲ့မိသားစုထဲမှာတော်လကောင်မိမိရဲ့မိတ်ဆွေတငယ်ချင်းထဲမှာတော်လကောင် psoriasis ခံစားနေရတဲ့သူတွေရှိရဲဆိုရင်ဒီဗီဒီယိုလေးကို sharing လုပ်ပေးခြင်းအပြင် wall psoriasis တွေကိုဆင်နွှဲနိုင်ပါတယ်ရှင်။ဒီတော့ ကိုယ်တိုင်က psoriasis လို့ခေါ်တဲ့နာတာရှည်ရေပြားရောင်ရမ်းမှုဝေဒနာကိုခံစားနေရတယ်ဆိုရင်သင်တယောက်တည်းမဟုတ်ပါဘူး။ကျမတို့လိုရေပြားဆရာဝန်နေနဲ့အတူကျန်းမာရေးဝန်ထမ်းတွေကကျန်းမာလှပတော့ရေပြားတစုံကိုအတူတူဖန်တီးပေးဖို့အဆင်သင့်ရှိနေပါတယ်ရှင်။အားလုံးပဲတာယာပျော်ရွှင်သောနေ့ရက်လေးကိုပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဒေါက်တာဆုံးပါ။